မိမိနှစ်သက်လာသောဝါဒနာပါသောအလုတ်ပင်မဟုတ်စေဦးနော်ခိတ္တမိုးခိုးသလိုမေးပြီးလုံနေရသောအလုတ်ပင်ဖြစ်စေဦးနော်ထိုအလုတ်ကိုချစ်ချင်းမြင့်မြင့်သိအောင်လေးလံနေတဲ့ထိုတို့လေးလံနေတဲ့အကျင့်ကိုထူထောင်ထားမိမယ်ဆိုလို့ရှင်ရောက်လျာဌာနမှာအမြဲအကျိုးပေးမယ်ဖြစ်ပါရဲ့ ဒီစာသားလေးကဆိုရင်ဆရာယူအောင်တင်ရေးသားထားတဲ့မဆန်းတဲ့သဘောတရားဆိုတဲ့စာပိုင်လေးတွေကအကြောင်းအရာချို့ပဲဖြစ်ပါတယ်ခင်ဗျာဒီစာပိုင်လေးတွေအကြောင်းအရာတွေကိုကျွန်တော်နဲ့အတူတူဆက်ပြီးတော့ဖတ်ကြည့်လိုက်အောင်ခင်ဗျာမဆန်းတဲ့သဘောတရားအောင်တဲ့အားလုံးစာပတ်သူများသိရှိကြသည့်အတိုင်းကျွန်တော်ကစာပေရေးရာစောင်းမများရေးရာမှာလူငယ်လမ်းညွှန်ဟုဆိုနိုင်သော မျိုးသက်တိုးတက်ရဖို့ဆိုတာမျိုးတွေကိုကာလရှိကြာရှင်းသားလာခဲ့ပါတယ်။ကျွန်တော်ကကျောင်းဆရာလောကတွင်ကျင်နေခဲ့သူဖြစ်လေတော့ကျောင်းသားတပည့်ရေလည်းရှိရဲ့ကျွန်တော်စာတွေကိုဖတ်ပြီးတော့သူတို့ဆရာကြီးပါပဲဟုတ်တတ်မှတ်ပြီးချင်းကပ်လာတဲ့စာပေတွေတွေလည်းရှိသူတို့အားလုံးဟာသူတို့ရဲ့အတွေ့အကြုံရုံးကန်လာရပုံတွေကိုရှင်ဖွင့်သည့်အလားရင်းရင်းနှီးနှီးပြောပြလာတတ်ကြတယ်ကျွန်တော်ကလည်းစိတ်ပါဝင်စားစွာ နာကြားမေးယူမိတတ်တယ်။ထို့မြမက လူငယ်ချင်းတော်လဲအခြားလူငယ်များနဲ့မတူထူးခြားသောထိုလူငယ်တို့ခံယူချက်ကိုပဲတရေပြုတ်မိနေတတ်ပါရဲ့။သူတို့အားလုံးတူညီသောရေဘူးရလက္ခဏာများကိုအစ်ဆောင်မမရေးသားတင်ပြလိုက်ပါတယ်။မိဘ၏စည်းစိမ်ချမ်းသာဩဇာအရှိန်အဝါကိုယူ၍မိဘ၏ဂုဏ်အရှိန်အတိုင်းအရှိန်အဟုန်ပြတ်တလန်းကဲ့သို့လူငယ်တို့၏ အကြောင်းဤဆောင်မှာတွင်ပါဝင်မည်မဟုတ်ပါကျွန်တော်တွေးမိသမျှထိုးထိုးသောဘဝအဆင့်အတန်းအမြင်လန်းလာရဲ့ဒီလူငယ်များ၏လမ်းစဉ်ကိုခြုံငုံသုံးသပ်လိုက်သောအခါပဒါနာအချက်ကြီးသုံးချက်ကိုတွေးမိလိုက်ပါပဒါနာအချက်ကြီးများဟုကျွန်တော်သုံးလုံးလိုက်သည်ကိုသတိပြုစေချင်ပါသည် ကြီးဝါတူတက်စေသောအခြားအကြောင်းအရာများလည်းရှိလေဦးမယ်။သို့တော့အထူးကဥဆောင်သည်မှာထိုပဓာနအချက်ကြီးများသာဖြစ်သည်ဟုကျွန်တော်ဆုံးဖြတ်မိ။ဖတ်ရှုစဉ်းစားကြရန်ဖြစ်ပါရဲ့။အထူးသဖြင့်လူငယ်များမိမိကိုယ်ကိုပြန်လည်သုံးသပ်မိရန်ရှင်းညွှန်ပါရဲ့။ပဓာနအချက်ကြီးများ၁ကြီးမြတ်ထွန်းကားလို့သောဆန္ဒ၂ဆန္ဒပြည့်အောင်နင်းနေညာညာအားထုတ်ခြင်း ုံရိုးသားဖြောင်းမှချင်းလို့ဖြစ်ပါတယ်။ကြီးမြင့်ထွန်းကားလိုသောဆန္ဒလူတိုင်းကြီးမြင့်ထွန်းကားလိုတဲ့စိတ်ရှိကြတာကြီးပဲပေါ့ဟုလွယ်လွယ်ပြောလိုက်နိုင်ပါလေ။သူစကားအသည်မှန်တယ်။မြည်သူမဆိုကြီးမြင့်ထွန်းကားလိုသည့်စိတ်ရှိကြပါလေ။ရုပ်စွာအစုံအိမ်မပြောရင်စိတ်ကူးရင်တမ်းပြီးကြတယ်။မိမိကိုမိမိအောင်တန်းနောက်တန်းကြနေသည့်ဘဝကို စိတ်ကူးရင်မိကြမည်မဟုတ်ပါ။ လူတကာအရေးပေးသောအထူးသဖြင့်ယောက်ျားလေးဖြစ်လျင်မိန်းကလေးတွေဝိုင်းဝိုင်းလည်နေသောဘဝမျိုးကိုစိတ်ကူးယဉ်မိကြလိမ့်မယ်စိတ်ကူးယဉ်ခြင်းနဲ့ဆန္ဒဖြစ်ခြင်းတို့မတူကြောင်းသတိပြုရပါလိမ့်မယ်နောက်တစ်ဆင့်တက်လိုက်တော့ကြီးမြင့်ထူးငါလိုတဲ့ဆန္ဒရှိနေတာပါဟုတ်ပါဘူးဘယ်ဘက်မှာကြီးမြင့်ကျင်တာလဲပတ်စံငွေကြီးချမ်းသာကျင်တာလားပညာရေးမှာလူကျော်လူငယ်ဖြစ်ချင်တာလား အကစားဘက်မှလားနိုင်ငံရေးဘက်မှလားစသည်စသည်အဖြစ်မေးလိုက်ရင် ရောင်းချချဖြစ်သွားပါလိမ့်မယ်ကျွန်တော်တွေ့ပြီးတော့ကလေးတယောက်အကြောင်းကို ပြောပြပါဦးမယ်သူကအမတ်မထင်ချီးလက်မှမြို့ပေါ်သို့ရောက်လာခဲ့ခဏရှိတော့မြို့မှနေရသည်ကိုနှစ်သက်တယ်ကိုကြိုက်ရဘက်မှတလန်းရှံလို့ရတယ်တော်ချီလက်ထအခွန်လန်းနေပြချေတယ်ထို့ကြောင့်တော်ချီလက်ကိုမပြောင်းရတော့ဘူး ပြီးတော့မျိုးအရက်မှာရရလို့လုံးမြေကိုဆုံးဖြတ်ချက်ချလိုက်ကအခြေခံပညာမေမေရရမရှိလို့မော်တော်ကားစေးသုံးသည့်ဝါရှော့တစ်ခုတွင်ဘော်ဒီထုရသည်ပင်မမစီထမင်းစားရရင်တော်ပြီဟုစူးစားပန်းစားလောက်ကိုင်းတယ်သို့တော်ဒီဘဝမှာဒီမြနဲ့တော့ရက်မနေဒီထက်ပိုပြီးကြီးမြင့်ထွန်းကားရမည်ဟုသောစိတ်ကလွှမ်းမိုးလာသည် နေသည်သဘခြုံနေရသောစိတ်မျိုးဖြစ်သည်စေကူးရဲ့နာမျိုးတော့မဟုတ်တော့ဘူး လက်တွေ့လောကကိုတုံးတက်ရင်ပေါ်ပေါက်လာတဲ့ဆန္ဒမျိုးဖြစ်သည်။ယခုတော့ဝါရှော့ဆိုင်ပိုင်ရှင်ကြီးဖြစ်လေပြီ။ဒီတော့ကြီးမြင့်ထွန်းကားလိုသောဆန္ဒရှိရမည်။သို့တော့ဆန္ဒမှာစိတ်ကူးရင်ဆန္ဒမျိုးမဟုတ်ဘဲလက်တွေ့လောကကို အမိပြုပြီးပေါ်ပေါက်လာသောဆန္ဒမျိုးဖြစ်ရပါမည်။သို့တော့သောဆန္ဒမျိုးကိုပေါ်ပေါက်စေသောအကြောင်းကအမျိုးမျိုးရှိနိုင်။တငယ်ချင်းတယောက်ကခန့်နိုင်နိုင်ပြောလိုက်ပြီးခံရင်း၍ပေါ်ပေါက်လာသောဆန္ဒ ကိုကချီရေးဆိုသည်ကိုချစ်သူမင်းကလေးကမချီမငံတုံ့ပြန်ပြောဆိုလိုက်သည့်စကားလုံးကိုအကြောင်းခံပြီးပေါ်ပေါက်လာသောဆန္ဒဆွေမျိုးသားချင်းကနှိမ်ချပြောဆိုသည်ကိုနားကြီး၍ပေါ်ပေါက်လာသည့်ဆန္ဒစောင့်တီအဖြစ်အကြောင်းခံအမျိုးမျိုးကွဲပြားနိုင်မှာသို့တော့စိတ်ကူးရင်မဟုတ်ခဲလက်တွေ့လောကကိုအခြေခံသောဆန္ဒမျိုးသားလျင်ချင်းမြင့်ထွန်းကားခြင်းကိုပေးစွမ်းနိုင်ပါလေဆန္ဒပြောင်းနိမ့်နိမ့်ညာညာအထောက်ချင်း ။ဆန္ဒရှိနေုံနဲ့မပြီးဆန္ဒပြေဝအောင်ကြိုးပမ်းအထောက်မှုလိုအပ်ကြောင်းအထူးပြောနေစရာမလိုတော့ပါ။မာကတရားမင်းကသူ့ချစ်သားကိုပြောဆိုဆုံးမသည့်စကားလေးကိုတရေရမိတယ်။ချစ်သားမလုံဆောင်ပဲပြီးမြောက်သည့်နေရာရှိရ။ထိုနေရာကိုငါအဖအားဦးဆောင်မှာလို့ဖြစ်တယ်။စီဘူးလီလာချင်းကြံစီချင်းစံတချင်းစသည်တို့မှအထုတ်ခြင်းဤလက္ခဏာများဖြစ်ပေသည်မိမိစိတ်ဝင်စားသည့်လုပ်ငန်း သို့မဟုတ်အကြောင်းအားလျော်စွာလုပ်ကင်နေရသည့်လုပ်ငန်းနှင့်ပတ်သက်ပြီးမလွဲတာမရှောင်တာသဘောမထားပဲထိုလုပ်ငန်းနှင့်ပတ်သက်ပြီးမပြည့်စုံနေရမည်ဖြစ်သည်မိမိထက်တက်ကြွသောသူထံမှငီးယူမှတ်သားခြင်းသက်ဆိုင်ရာစာအုပ်စာတမ်းများကိုဖတ်ရှုလေ့လာခြင်းစသည်ဖြင့်မပြည့်စုံနေရမည်ဖြစ်သည်သူမတစ်ဆင့်မိမိတွေ့ကြုံရသောလုပ်ငန်းဆိုင်ရာပြဿနာများကိုမိတို့မိဘုံဖြေရှင်းနိုင်ဖွယ်ရာရှိသည်ကိုလည်းစံစနိုင်ရမည်ဖြစ်သည်။တခါက တခဲနာယီတမ်မတ်နာယီများကိုပြုပြင်ပေးသောလူငယ်တယောက်၏ဇာတာကိုမကြာခဏသတိရမိသည်။သူစကားလေးမှာမှတ်သားလောက်အောင်ဖြစ်နေသောကြောင့်သတိရနေမိခြင်းဖြစ်ပါလေ။ဆရာကြီးစိတ်ပါလက်ပါလို့ပြောတတ်ကြတဲ့တကယ်ကြတော့အလုတ်ထဲကိုစိတ်ကပါတာမဟုတ်ဘူးအလုတ်ကစိတ်ထဲပါလာတာ။တချို့တခဲနာယီလေးတွေပစ္စည်းလေးတွေကိုပြင်ဆင်ရတဲ့အခါမှာကိုကအတွေ့အကြုံမရှိတော့အတော့ကိုဒုက္ခရောက်တာ။ဆိုင်ပိတ်ချိန်ကြလို့အိမ်ပြန်လာအောင်စိတ်ထဲမှာဒီပြဿနာပါလာတတ်တာ။ နောက်တော့မှဟိုလိုစဉ်းစားဒီလိုစဉ်းစားနဲ့နောက်တနေ့မနက်ဆိုင်ခွန့်လိုက်တော့စိတ်ထင်တာကိုစမ်းကြည့်လိုက်ရင်တက်ခနဲပွင့်သွားတာပဲဆရာအလုတ်ထဲစိတ်ပါတာမဟုတ်ဘူးအလုတ်ကစိတ်ထဲပါလာတာဆရာရဲ့သူ့စကားကိုတေချာပြန်ပြီးစဉ်းစားကြည့်လိုက်ရင်နိမ့်နေညာညာအာထုတ်ခြင်းဖြစ်ကြောင်းသိတာလာပါတယ်မိမိနဲ့သက်လာသောဝါသနာပါတော့အလုတ်ပြင်မဟုတ်စေအောင်တော့ခិតတမိခိုးတလို့မေးပြီးလုံနေရသောအလုတ်ပြင်ဖြစ်စေအောင်တော့ထိုအလုတ်ကိုချေချေမြင့်မြင့်သိအောင်လေ့လာတဲ့နေ ထိုသူလေးလာတတ်သောအလေးအကျင့်ကိုထူထောင်ထားမိလျင် ရောက်လီယာဌာနတွင်အကျိုးပေးမည်ဖြစ်ကြောင်းတတိပြုမိ၏သည်လေးလာမှုသည်အလုအပ်သောမကမိမိအတွင်းစိတ်လေးကျင့်မှုဖြစ်သောကြောင့်ဘာဟုပဲလှုပ်လို့လို့သည်မတွင်အကျိုးပေးနိုင်မည်ဟုယုံကြည်တည်သည်ထို့ကြောင့်ဝရိယဟုဆိုလိုက်လျင်မနှက်ဆော့ဆော့အိယာထားတာလောက်ကိုဆိုလိုသည်ဟုအတွေးတိမ်တိမ်တွင်ရက်မနေပဲနင်းနေညာညာစိတ်ကအာထုတ်နေခြင်းကိုဆိုလိုကြောင်းတတိချက်တင်ပေသည် ယူသားဖြောင်းမှချင်းဆန္ဒစိတ်အားမြင်မြပဲကြီးမားစေလုံလဝရိယမြင်မြပဲကောင်းမွန်စေယူသားဖြောင်းမှချင်းမရှိလျင်အောင်မြင်မှုမရနိုင်ရပါရင်လဲထိုးအောင်မြင်မှုမှာမမတည်တတ်နိုင်သောဒရိချက်တင်ပေသည်တူယီကောင်စားတမွန်းတဲ့ဟုဆိုသောအုပ်စုတဲ့သို့ရောက်သွားမိမှာအမှန်ပင်ဖြစ်သည်အထက်တွင်ပြောခဲ့သော နိုင်ပြင်းလူငယ်ထံလူတစ်ယောက်ကနိုင်ပြက်တလုံးလာရောက်သည် ဆိုင်းရှင်လူငယ်ကနာယီကိုဆက်ဖွင့်ပြီးတရားကြည့်သည်ပြီးမှအေးအေးဆေးဆေးပြုတ်ပြတ်ခမရနာယီကလက်ဟောင်းဆက်ဟောင်းလေးပါခမရရဲ့နာယီကို3-4တောင်လောက်ပေးပြီးဝယ်လိုက်ဖို့ဝယ်မလေးပါဘူးပစ္စည်းလေးတစ်ခုထည့်လိုက်ရင်ကောင်းတော်မှာပါကျွန်တော်ကပြန်ရောင်းရင်အနည်းဆုံး8000 8000ရနိုင်ပါလေခမရပြန်ပြင်ခြင်းရင်ပစ္စည်းလေးရောလက်ခပါ1500ရှုနေစိတ်ကူးမလွဲပါနဲ့ပြန်ပြီးရိုးရိုးတေးတေးသုံးရင်ခမရတက်တက်လုံးသုံးလို့ရတဲ့နိုင်မျိုးပါဒီလိုလက်ဟောင်းပစ္စည်းကောင်းရဖို့မလွယ်တော့ဘူး ဤသို့သောယူသားဖြောင်းမမှုကိုမနစ်သက်သူဘယ်မှာရှိနိုင်မှာနည်းဤသို့ယူသားဖြောင်းမမှု၏အခြေခံကိုသုံးသက်စင်လာကြည့်လိုက်ရင်မေတ္တာတရားကိုတွေ့နိုင်မှာယမေတ္တာတရားဆိုဒီမှာခက်ကလရွေးနေမည်မဟုတ်လူကြီးလူငယ်လူဖြူလူမဲရွေးနေမည်မဟုတ်အခါမလင့်တန်မိုးရှိသောအရာပဲဖြစ်သည်ကြည်ဝအောင်မြင်သူဟူသည်မြသည်မေတ္တာအခြေခံကောင်းသူများဖြစ်ကြသည် သူတို့တွင်မဲမာနာလည်းရှိရကြသည် ုမရတဲ့မရလိုက်ဒီကိုမရှုရှာမှမျက်ပေါက်ရင် ပေါက်ပစေတော့အငတ်ခံတိမ်မီဟူသော မာနာမျိုးဖြစ်သည်ထို့သို့အားဖြင့်မာနာရှိလင်ကစားကျေးဇူးတရားဟုတော့မိတိအခါမှမေးလျော်ခြင်းမရှိပပတတအရတောက်လေးလွန့်နေသောမိမိ၏ဆရာကြီးများကိုပင်နှင့်တကူသောအခါမမေ့မလျော့ပွားရောက်ကြောတတ်ကြသည်ကိုတွေ့ဘူးသည် ထို့အတူမိမိထံအလောက်အနံသူမိမိဈေးဆိုင်သို့လာရောက်ဝယ်ချမ်းသူမိမိထံပစ္စည်းရောင်းချသူအနံသူစသည်ဖြင့်မိမိနှင့်ဆက်ဆံသူအလုံးစုံအပေါ်တွင်ယောသားဖြောင်းမတ်စွာမြတ်တာတရားထားရကြသည်နေကုန်းစကားကျွန်တော်ရည်ခဲ့သည်မှာမထူးဆန်းလာသောလက်ရှိတရားကြီးများဖြစ်ပါသည်လက်ရှိတရားဆိုသည်မှာဘယ်တော့မှယူမသွားသောတရားများဖြစ်ပါနေသည် ို့တော်လူငယ်များသည်မိမိကိုယ်ကို ထိုလက်ရှိတရားကြီးများနှင့်ညီမညီပြန်လည်သုံးသပ်သင့်သည်ဟုထင်မိပါသည်မညီလျင်ညီအောင်နှိပ်ပြီးမိမိကိုယ်ပြုပြင်တိဆောက်သွားလျင်ကြီးမြတ်ထွန်းကားမိမှာအမှန်ပင် ဖြစ်ပါသည် အောင်သည်ကျွန်တော်ဒီနေ့ဖတ်ပြရင်တော့ဆရာယူအောင်တင်မဆန်းတဲ့သဘောတရားဆိုတဲ့စာပိုင်လေးပဲဖြစ်ပါတယ်။နောက်နေ့နောက်နေ့တွေမှာလည်းယခုလိုမျိုးတန်မိုးရှိတဲ့စာများကို ဆက်လက်ပြီးတော့ဖတ်ပြသွားပါအောင်နဲ့ခင်ဗျာ